ခုနှစ်သားသမီးစုပေါင်းလူလေးပါနော်ဟုတ်ကဲ့ခုနှစ်သားသမီးစုပေါင်းလူလေးပါဗျဟုတ်ခုနှစ်သားသမီးစုပေါင်းလူလေးပါဟုတ်ဟုတ်ကဲ့ကျေးဇူးပါဟုတ်ကျေးဇူးပါဗျကျေးဇူးပါဟုတ်ကဲ့ဗျာဟုတ်ကျေးဇူးပါဟုတ်ကျေးဇူးပါ ဆက်လာကြည့်ပါစေ။ပြည့်စုံနေပါစေ။ဒီနေ့ဗီဒီယိုလေးကတော့ခွန်ရသားသီးအများစုပေါင်းလှူဒန်းထားတဲ့အလူငွေလေးတွေကိုကျွန်တော်လူချင်းရဲ့ကိုစားသခိုင်းမျိုးခရိုင်မိသက်ယုံအားရှေ့တန်းမှာကယ်ဆယ်ရေးတွေလှုပ်ဆောင်နေတဲ့မိသက်ရဲ့ပေါ်40ဦးကိုအတူဦး2000ကျက်နဲ့ပေါ့နော်48ဦးပေါ့နော်အဲဒါဒီခရိုင်ယုံမှာက40အဝေးကလာကူတာ9ဦးလို့သိရတယ်ပေါ့နော်အဲ့တော့48ဦးကိုတူဦး2000နဲ့ကိုသိန်းနဲ့မှ4000ပေါ့နော်ဒါလှူဒန်းတဲ့မှတ်တမ်းဗီဒီယိုလေးဖြစ်ပါတယ်ဗျာနော်ဟုတ်ဟုတ်ဒီပါ ဒီပါကဂျွယ်လေးပေးလိုက်တယ်မနော်တန်လေးပေးလိုက်တယ်မနော်အချို့မိသားရေပေါ်တွေကြတော့ဒါရှေ့တန်းမှာကယ်ဆယ်ရေးလုပ်နေကြတာမိုးချုံမှပြန်လာကြတာဆိုတော့ဒါမရှိတဲ့သူတွေကတော့မိသားစုဝင်တွေကအလူငွေလေးကိုလက်ခံပြီးတော့ယူထားပေးတာဖြစ်ပါတယ်ဗျာနော်အလူရှင်တွေရဲ့ကိုစားတွားရောက်လှူဒန်းပေးပြီးတော့မှတ်တမ်းဗီဒီယိုလေးရိုက်ကူးတင်ဆက်ပေးလိုက်ပါတယ်ဗျာ စကိုင်းတောင်ကျိုးကဖုံချောင်းတစ်ခုရဲ့ရေလောင်ကန်ပြုရင်မိုးမှန်တဲ့နေရာမှာလိုအပ်သလိုအသုံးပြုဖို့အတွက်ဆိုပြီးတော့ဒါဝတ္ထုငွေပေါ့နော်၅သိန်းလှူဒန်းခဲ့တဲ့အလူမှတ်တမ်းဘရီယိုလေးထဲမှာကျွန်တော်စီမှာလက်ကျန်အလူငွေစင်းလေးကိုပြပြပေးထားပါတယ်ဗျာနော် IBU ရဲ့နောက်ဆုံးမှာကြန့်ရှိတဲ့လက်ကျန်အလူငွေကတော့သိန်း380 9သိန်း8100 1160ဖြစ်ပါတယ်ဗျာเนาะဟောအဲ့ဒါပြီးတော့ကျွန်တော်တို့ဒီနေ့ပေါ့เนาะမိသက်ယုံကိုဒါ9သိန်း4000လှူဒန်းတာလေးရဲ့ အရင်ရက်ကပေါ့နော်တင်ထားတဲ့ဗီဒီယိုလေးရှိတယ်ပေါ့နော်ကျွန်တော်တို့အိမ်အောင်စု150ကိုတိန်အောင်စုကို2000နဲ့ပေါ့နော်တိန်30လှူဒန်းထားတဲ့ဗီဒီယိုလေးတင်ပေးထားပါတယ်အဲ့တော့အဲ့ဒါကအဲ့ဗီဒီယိုမှာကတိန်30ခုမီတရုံကိုပေါ့နော်လှူဒန်းတာက6တိန်နဲ့မှ4000အဲ့တော့36တိန်နဲ့မှ4000အဲ့ဒီစာအိတ်တွေဝယ်တာက2000ကုန်ပါတယ်ဗျာနော်အဲ့တော့ 2000ထပ်ပေါင်းလိုက်တော့36သိန်းနဲ့မှ6000ပေါ့နော်စုစုပေါင်း36သိန်း6000ကျွန်တော်ခုနပြောတဲ့သိန်း385သိန်း8000 9160တွေကနေပြီးတော့36သိန်းနဲ့မှ6000နှုတ်လိုက်တဲ့အချိန်မှာတော့ကျွန်တော်စီမှာလက်ကြံငွေသိန်း340 63,100နဲ့မှ60ကျန်ရှိပါတယ်ဗျာနော်ဒါလည်းစင်းရရကျန်တာပါကျွန်တော်လိုက်လူထားတာရှိပါတယ်ဒါအခုမှ view edit လုပ်ပြီးတော့ view လေးကိုကျွန်တော်မှတ်တမ်းလေးတောက်လျှောက်တင်ပေးနေတာပေါ့နော်အဲ့တော့နောက်ထပ် view လေးမှာလည်းအခု legend ကိုရနေပြီးတော့ဘာတွေထက်လူဖြစ်တယ်ဘယ်လောက်ကျန်တယ်ဆိုတော့တိတိကျကျနဲ့တင်ဆက်ပေးသွားပါမယ်ဗျာနော်အလူငွေလက္ခဏာလေးတော့ရက်ထားပါသေးတယ်အားလုံးပဲကျေးဇူးတင်ပါတယ်အဖွားနေကောင်းလားဆိုပြီးတော့ပေါ့နော်အမေကိုမေးနေကြလေးရှိလို့ပါအဖွားနေကောင်းကျန်းမှာပါတယ်ဗျာနော်အဲကျွန်တော်စကိုင်းမှာတော့မဟုတ်ပါဘူး အမေကိုကျွန်တော်ရွာပို့ထားပါတယ်အမေရောညီမလေးရောပေါ့နော်ညီမလေးကတော့နောက်မှပြန်သွားတာပေါ့နော်အဖွာကတော့ကျွန်တော်ငယ်လေးရင်လှုပ်ပြီးနှစ်ရသုံးရလောက်ကလေးကကျွန်တော်ရွာဦးလေးတွေကိုလာခေါ်ခိုင်းပြီးရွာပို့ထားတာဖြစ်ပါတယ်အဲ့ဒါလေးလေးဒါမေးနေကြတဲ့ငယ်ချင်းတွေရှိလို့ပြောပြပေးတာပါအဲ့ကျွန်တော်တို့မိသားစုစိတ်ပူပေးကြရတဲ့အကြောင်းပြန်ကြည့်လေကျေးဇူးတင်ပါတယ်ဗျာနော်အားလုံးပဲကျေးဇူးတင်ပါတယ်ဒီဝက်ဘ်ဆိုက်ကြပါအောင်ဗျာနော်အားလုံးပြီးခင်ကြပါစေ